ားလုံးမင်္ဂလာပါရှင်စိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့လာမင်းအိမ် YouTube Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူဇေယနာရှာမညာရေးသားတဲ့အောင်မြတ်တာအတွင်းနဲ့အပိုင်၃ခုဖြစ်တဲ့အောင်မြတ်တာနှစ်ကျွမ်းနမှုဆိုဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပရိသတ်ကြီးကလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်ခင်မထားစမ်းပါအောင်ကွာ ရွာထိတ်ကင်းတဲထဲမှာအယံမူပြီးအိပ်ပျော်နေတဲ့ခင်မကိုလုံနိုးလိုက်တဲ့ကိုအေးဆောင်ကြအိမ်မောကြနေတဲ့ခင်မတို့ရအီအီအဲအဲနဲ့ထလာခဲ့လိုက်တယ်။ကိုအေးဆောင်ဘာဖြစ်တာလဲဗျာ။ငါတညဖဲနိုင်လာတယ်ကွာ။အဲ့ဒါဟိုနေရာကိုသွားကြရအောင်။ဖဲနိုင်ရင်လေကို့ဘာသာသွားဗျာ။ကြုံအိတ်ချင်နေပြီ။အိတ်တာနေရာအိတ်လို့ရတယ်ကွာ။ငါဒီနေ့မျိုးမျိုးမျက်မျက်လေးရလာတော့မင်းကိုခေါ်သွားချင်လို့ငါကောင်ရ။နေစမ်းမအောင် ခမရဘယ်ကိုသွားကျင်လို့လဲဟိုလေမီးလုံးတွေပဲထွန်းထားတဲ့အိမ်ကိုသွားမလို့ကမင်းကအဲ့လိုနေရာမှာအလုံးလုံးဖူတော့ငါထက်ပို့ပြီးတော့ကျွမ်းကျင်မှာပေါ့လောက်ပါကွာငါမင်းအတွက်စိုက်ပေးမှာပါကွာကိုရေးဆောင်စကားကြောင့်ခေမငေါတော့ထိုင်လိုက်ပြီးတော့ရီဝဲဝဲဖြစ်နေတဲ့မျက်လုံးတွေကိုလက်နဲ့ပုတ်သက်ခါကြုံလိုက်ဆိုရင်လိုက်ပေးမယ်ဒါပေမဲ့အထဲတော့မဝင်ဘူးနော်ခမည်းစေတနာရှိရင်ကြုံဖို့ဖယ်ထားတဲ့ပတ်စံပဲပေး ပေးပါမယ်ကွာအချေကနောက်ကျနေပြီမြက်မြက်လုံးဟာကိုရီဆောင်ကခင်မောင်ရဲ့လက်ကိုအတင်းဆွဲခေါ်မှုကြောင့်တောင်ရင်မြက်ကန်နှပေးမှရှိတဲ့ရက်ကွက်ဘက်ကိုထွက်လာခဲ့လိုက်တယ်ခင်မောင်ကတကောင်ကျက်ရရဆဆလူမျိုးဖြစ်တဲ့အပြင် အလောက်လည်းအတော်ဆုံးတာမို့မျိုးမှဆိုရင်တော့သူမသိတဲ့အရာဆိုတာမရှိသလောက်ရှားတယ်အခုလည်းကိုရီဆောင်ရဲ့ခေါ်ဆောင်မှုကြောင့်လမ်းကျိုလမ်းကြားတွေတည်းကနေတောင်ရင်မြက်ကန်နှပေးရရက်ကွက်လေးစီကိုရောက်လာခဲ့ကြတယ် ည7နာရီတောင်ရှိနေပါလားဒီအချိန်ဆိုရင်တော့အဆင်မပြေတော့တော့ဘူးနော်ခင်မစကားကြောင့်ကိုရေးဆောင်ကဆုတ်တက်လိုက်ပြီးတော့မင်းမှကွက်ပြောက်နေရပြီရှီကငါတိတ်ပါရဲကွာလှုပ်ဆမ်းပါကွာอืมကျုပ်တိတဲ့တနေရာတော့ရှိတယ်ဒါပေမဲ့အားမတော့မခံဘူးနော်ခင်မောင်ကတရီးတရိုင်ဖြစ်နေတဲ့ခြေလမ်းတွေနဲ့ကျုံတော်ခွေနားမှာရှိတဲ့လူနေအိမ်တွေဘက်ကိုထွက်လာခဲ့လိုက်ပါတယ်ကိုရေးဆောင်ရှေ့မှာမြင်နေရတဲ့အိမ်ဟာခမည်းပြောတဲ့အိမ်ပဲ ကျုပ်ကတော့အထက်ကိုလိုက်မဝင်တော့ဘူးနော်အေးပါကွာငါအဆင်ပြေရင်မင်းအတွက်အကျိုးမရောက်စရာဘူးကိုအေးဆောင်ကမီလောင်နေနေတွေထွန်းထားတဲ့အိမ်ထဲကိုဝင်သွားတဲ့အချိန်မှာတော့ခင်မောင်ကအိမ်ဘေးမှာရှိတဲ့ဗရောက်ပင်အောက်မှာဇက်လိုက်ဖွားရင်းနဲ့ထိုင်ဆောင်နေခဲ့လိုက်တယ်ခွေတရောင်စာနင်ကငှက်ရုံဘာထင်နေလို့ဒီလိုစကားကိုလာပြောတာလဲဟမ်ရှုပ်တရက်ထွက်လာတဲ့အော်တန်းကြောင့်ခင်မောင်ခေါင်းထောင်ပြီးတော့ကြည့်လိုက်ရကိုအေးဆောင်ရဲ့ကော်လန်စာကိုဆွဲပြီး ထိုးလာကြိတ်လာလှုပ်ဖို့ရွှဲနေတဲ့လူလက်ပိုင်းယောက်ျားနှစ်ယောက်ကိုမြင်တွေ့လိုက်ရှာတယ်မမဟုတ်ပါဘူးဗျာကျုပ်ကျုပ်အိမ်မသွားလို့တတ်မှတ်ပါတယ်ခွေးမသာယူကြောင်ကြောင်လှုပ်နေလူနှစ်ယောက်ကကိုေးဆောင်ရဲ့မျက်နှာကိုတခွက်ခွက်မြည်အောင်ထိုးနေရကြခင်မမနေသားတော့ပဲအချင်းချင်းအဲ့လိုမလုပ်ကြပါနဲ့ဗျာစိုင်ပိတ်ရင်ပိတ်တယ်လို့ပြောရင်ရပါတယ်ဒီကောင်ကဘာလဲဟာခမရတော့လှုပ်နေတာတရားမဝင်အလုပ်နော်ကျုပ်ခုရဲတိုင်ရင်အကုန်ဒုက္ခရောက်ကုန်မယ် ခင်မောင်ရဲ့စကားကြောင့်ဒေါသပုံထနေတဲ့လူနှစ်ယောက်ရဲ့မျက်နှာရဲခနဲဖြစ်သွားပြီးတော့ဘာလို့တရားမဝင်လောက်ရမှာလဲမင်းတို့ကခွေးစကားပြောနေတာစကားဆုံးမှပင်ခင်မောင်ရဲ့မျက်နှာပေါ်လက်သေးနှစ်ချက်ဆင်ကျလာပြီးတော့လူကလည်းထုပ်ပူသွားခဲ့ဟဲ့ဟဲ့ဘာဖြစ်နေကြတာလဲဇမီးရောင်တဝင်းဝင်းနဲ့ပြေးလာတဲ့လူတချို့ကြောင့်မြေကြီးပေါ်လဲကျနေတဲ့ခင်မောင်တယောက်ခေါင်းထောင်ကြည့်လိုက်ရယူနီဖောင်းအပြည့်စုံဝတ်ထားတဲ့ပတ်တရောင်ရဲတွေဖြစ်ပါတယ် တေးကောင်းတွေကျွန်တော်ရေမကောင်းတာလှုပ်ရှားတဲ့အိမ်ဆိုပြီးတော့လာရှင့်နေလို့ဒီငမိုးကောင်တွေကတော့တေးတော့မှာပဲတေးကောင်းတွေကိုလက်ထိတ်ခတ်လိုက်စမ်းလက်မောင်းမှာအရင်နှစ်ရက်ပါတယ်ရဲကခင်မောင်းနဲ့အေးဆောင်ရဲ့လက်ကိုလက်ထိတ်ခတ်လိုက်ပြီးတော့စွဲထုတ်လိုက်တဲ့အချိန်ဟဲ့လို့ခမည်းရေမှာမီးလုံးတွေထွန်းထားတာကိုကျုပ်တို့မြင်လို့လာတာလေဒါကိုရဲနဲ့ဖမ်းခိုင်းတယ်ပေါ့ဒီကောင်ကြီးကတော့ကွာမီးလုံးတွေထွန်းထားတိုင်းမင်းတို့ပြောတဲ့အိမ်ဖြစ်เสียလားမီးလုံးတွေကနတ်စင်မှာထွန်းထားတာကွာ ဒီငမိုးတွေကတော့ငါပြေးထိုးလိုက်ရအဲ့ဒီတော့မှခင်မောင်နဲ့အေးဆောင်တို့နှစ်ယောက်ညလုံးကိုပြုပြဲကြည့်လိုက်ရအိမ်ရှိအဝင်မှာစောက်လုပ်ထားတဲ့နှကွန်းတစ်ခုကိုမြင်လိုက်ကြရတယ်ကိုအေးဆောင်ကျုပ်ကျုပ်အိမ်မပြီဗျခင်မောင်ရဲ့စကားကြောင့်ကိုအေးဆောင်မျက်နှာရင်ွေးပုံနဲ့လောင်းခံရတဲ့ကမွန်ရွက်လိုညှိုးချသွားပြီးတော့အမူးလိုက်ပြေးသွားခဲ့ရတယ်ခင်မောင်ကောင်းမှုကြောင့်ကိုအေးဆောင်တို့အချုပ်ထဲကိုရန်တိရန်တိုင်းနဲ့ရောက်လာခဲ့ကြရတယ်နန်းဆောင်နေတဲ့အချုပ်ခန်းထဲမှာတော့ တဝီဝီပြန်တန်းနေတဲ့ခြင်တွေကမရှိမတွက်နိုင်အောင်ရှိနေပြီးအထဲမှာရှိတဲ့အချုပ်သားတွေရဲ့သွေးတွေကိုစိတ်တိုင်းကြပွဲတော်တည်နေခဲ့ကြတယ်။ဒီအချိန်ဘယ်ကောင်တွေပါလာလဲ။အချုပ်ခန်းထိမှစောင့်နေတဲ့ရဲတယောက်ရဲ့စကားကြောင့်ပတ္တယောင်ရဲတယောက်ကမျက်စပြစ်ပြလိုက်ပြီးတော့နှကောမှာထွန်းထားတဲ့မီးလုံးနီနဲ့ဖိုင်ရမီးလုံးမှားဝင်ပြီလို့ဖမ်းလာတာပြို့။ဒီလိုကောင်တွေလည်းရှိသေးတာပဲလား။အချုပ်ခန်းရှိထိုင်နေတဲ့ရဲကနံပါတ်တောက်ကိုဝေယံပြီးတော့ပြောလိုက်တာကြောင့် အေးဆောင်တဲ့ခင်မောင်တို့နှစ်ယောက်ခေါင်းလေးငုပ်ပြီးအချုပ်ခန်းထဲကိုဝင်သွားခဲ့လိုက်တယ်။အထက်ရောက်တော့အမောင်တို့ထဲမှာထိုင်နေတဲ့လူတချို့ကိုမြင်လိုက်ရပြီးတော့တချို့ကတော့သူတို့ကိုပြုံးစိစိမျက်နှာထားနဲ့ကြည့်နေခဲ့ကြပါရဲ့။ဟဲ့ကောင်ကြီးတင်းလာလားစမ်း။ရုတ်တရက်ထွက်လာတဲ့အတန်းဆောင်ကြည့်လိုက်ရှာအတန်း90အရွယ်လူတယောက်ဆရာဖြစ်နေတာမြင်လိုက်ရှာရဲ့။မင်းတို့ကဟိုအိမ်ကနေမိလာတဲ့ကောင်ကြီးထင်နေကွာ။အဲ့လိုမပြောပါနဲ့ဗျာ။ကြောက်ကားရတာဒီဝါသနာမပါဘူး။ဒီကောင်မဲဝါသနာပါတာ။ ဘာပဲပြောပြောအမှုတွဲရနှစ်ယောက်စလုံးပါနေရပဲလေဒါနဲ့ခမရာရောဘာကြောင့်အချုပ်ကြနေရလဲခိုးမှုလားလိမ့်လဲမှုလားငါတိမ်မြုပ်ပြောက်ွယ်နေတဲ့အရာတွေကိုရှာဖွေမှုနဲ့အချုပ်ကြနေတာကွာတိမ်မြုပ်ပြောက်ွယ်နေတဲ့အရာဆိုတာဘာလဲဗျမင်းတို့သိချင်ရင်အချုပ်ကလွတ်တဲ့အခါငါစီကိုလာခဲ့ခမရာဘယ်မှနေရလဲငါရေပူရွာမှာနေတယ်ကွာရွာရောက်ရင်ဥပေတေးလို့မေးလိုက်လူတိုင်းသိတယ် ဥပိတ်တေဆိုတဲ့သူကခင်မောင်တို့မိတ်ဆက်ပြီးရနဲ့လုံချီကိုခြုံကအိတ်လိုက်ပါတော့တယ်။နောက်တနေ့မနေ့ရောက်တော့ဥပိတ်တေကိုဆွဲဆိုထားတဲ့အမှုကတက်တည်မရှိဘူးဆိုပြီးပြန်လှုပ်ပေးခဲ့ပေမဲ့ခင်မောင်တို့ကတော့အမြင်ကပ်ပုံမှနဲ့အချုပ်မှတပတ်ခန့်နေပြီးမှပြန်လှုပ်ပေးခဲ့ပါတယ်။အချုပ်ကလော်တော်ကိုရေးဆောင်ကခင်မောင်နဲ့အပေါင်းအသင်းမလုပ်တော့ဘဲတီးခြားနေခဲ့တာကြောင့်အပေါင်းအသင်းမရှိတဲ့ခင်မောင်လဲအချုပ်ထဲမှာဆုံးတဲ့ဥပိတ်တေနေတဲ့ရေပူရွာဘက်ကိုထွက်လာခဲ့ပါတယ်။ ရေပူရွာရောက်တော့ဥပိတ္တိအကြောင်းမေးပြီးထွက်လာခဲ့ရာတိမ်မသွားရသေးခင်မှာပင်ဥပိတ္တိနေတဲ့အိမ်ကိုစိုက်ဆိုင်မြမြရောက်လာခဲ့ပါ रे ဥပိတ္တိကျုပ်ကိုမှတ်မိလားဗျဟိုအိမ်သွားလို့ဖမ်းခံထိတဲ့ကောင်ပဲဘယ်နည်းကလွတ်လာတာလဲကွာဟာဗျာကျုပ်သွားတာမဟုတ်ပါဘူးဗျဘေးကလူတွေကြိုင် တမျိုးထင်နေပါဦးမေဒါကြတော့ရှက်တတ်သားပဲလာကွာရင်းနှီးလာတာဥပိတ္တိရဲ့စကားကြောင့်ခင်မောင်လေးကိုပြစ်မှာဝင်ထိုင်ပြီးတော့ ရင်းရွေးတစ်ခွက်ကိုထဲတောက်နေတဲ့အချိန်ဥပေတီတောင်ရင်မြေအပေါ်ဘက်မှာခွင်းတစ်ခုတွေ့တယ်ကြ။အဲဒီတန်နဲ့အတူကျိုးခွေတစ်ခွေကိုပခုံးပေါ်လွှဲထားတဲ့လူတယောက်ခြံထဲကိုဝင်လာခဲ့လိုက်တယ်။မင်းကဘယ်ကနေကြားလာရလဲ။တစ်တော်ဘက်ကလူတွေနဲ့ပါသွားတဲ့လူတယောက်ပြောတာကြ။အဲဒီဘက်မှာဖောင်ကျိုးပြက်ပြီးတော့မြုပ်နေတဲ့ကျုံးနဲ့တွေရှိရဆိုပဲ။မင်းကသွားရှာချင်နေရလား။သူအတိအကျပြောနေတော့သွားကြည့်မလားလို့။သွားရင်မောယုံမရှိမဲငါကောင် တနေ့ကောင်ငုံလို့တထောင်လုံးတာမှရရင်ကန်ကဒီလိုဆိုရင်တော့မသွားတော့ပါဘူးဗျာဒါနဲ့ဥပ္ပေတေအလုံနာထားလားအချိန်မကြာသေးလို့အနားရှူနေရပါကွာဒီလုံမျိုးကကိုလှုပ်ချင်တဲ့အချိန်လှုပ်လို့မှမရတာဟုတ်ပါပြီဗျာကျောင်းနဲ့မောက်ဆိုးကြီးကပြောတာဆိုတော့ကျုပ်တို့လည်းနားထောင်ရမှာပေါ့ဥပ္ပေတေရဲ့စကားကြောင့်ကျိုးတခွေလွှဲထားတဲ့သူကချန်ပြင်းထွက်သွားတဲ့အချိန်ခင်မောင်ကဥပ္ပေတေကိုလှည့်ကြည့်ပြီးတော့ဥပ္ပေတေနမယ ဘလို့ဖြစ်ပြီးတော့ကျွမ်းနှမုတ်ဆိုဖြစ်သွားရလဲဒီအကြောင်းပြောရရင်တော့မင်းကားစီမှာညအိပ်ပြီးနားထောင်မှရမယ်ညအိပ်ဆိုလဲအိမ်မှာပေါ့ဗျကြောက်ကိုထမင်းတော့ကျွေးရမှာနော်ထမင်းလောက်တော့ကျွေးနိုင်ပါ रे ကွာမင်းဘလောက်စားမလဲကြောက်ကစတာပါဗျဥပေတရာကျွမ်းနှက်တွေအများကြီးရှာခဲ့ဘူးလားလားဒါပေါ့ကွာငါဘဝမှာရေမြုပ်ကျွမ်းနှက်ရေမြုပ်ကျွမ်းနှက်တွေအများကြီးရှာခဲ့ဘူးတယ်ဒီလိုရှာတဲ့အချိန်မှာလဲထူးခြားစမ်းချက်တဲ့ဖြစ်ရက်တွေနဲ့ကြုံခဲ့ရဘူးတယ် မင်းကိုပြောပြရင်လေယုံမတာမဟုတ်ဘူးစိတ်ဝင်စားစရာပဲပြောကျောက်ကလည်းဒီလိုအကြောင်းတွေဆိုရင်ငငယ်ကလေးကစိတ်ဝင်စားတာငါ့ကိုကျွမ်းနတ်မဟုတ်ဆိုဖြစ်အောင်လို့လူတစ်ယောက်ကလှုပ်ပေးခဲ့တာကွာသူကငါ့စီကိုမထင်မထားပဲရောက်လာခဲ့တယ်လို့မထင်မထားတဲ့အချိန်မှာပဲထွက်သွားခဲ့တယ်အဲ့ဒီသူကဘာလို့လဲဗျသူ့နာမည်ကအောင်မြတ်တာလို့ခေါ်တာပဲငါသိတယ်ကွာတကယ်ကိုလေးစားကြည့်ညို့ဖို့ကောင်းတဲ့သူပေါ့ကွာဥပေတရား ခက်လန်းလန်းမှမြင်ရတဲ့မိုးကုတ်ဆန်ဝိုင်းကိုငေးကြည့်ပြီးတော့အတိတ်ကဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုတလုံးချင်းပြောပြခဲ့ပါရီဥပေတရာနာမည်နဲ့လိုက်အောင် ပေပေတတီနေတဲ့သူမျိုးစားစရာမရှိလဲရှိတာနဲ့စားပြီးတော့အိတ်စရာမရှိလဲကြောတခင်းစာနေရာမှာရသလိုအိတ်တက်သူတရက်မှာတော့ဥပေတရဲ့ဘဝကိုအပြောင်းလဲဖြစ်စေမဲ့ဖြစ်ရက်တစ်ခုဟာပေါ်ပေါက်လာပါရီအချိန်ကမိုးကုံဆောင်းကူးရှာသည်ဖြစ်တဲ့အတွက်မနက်9နာရီလောက်အထိအမောင်တို့ကဖုံးလွှမ်းနေခဲ့တယ် ဥပိတ္တရာတော့ကုံထမ်းလို့ရလာတဲ့ငွေနဲ့ဝယ်တောက်ထားတဲ့အရက်တကူကြောင့်လမ်းမလေးကအကျော်တဲပေါ်မှာနင်းနေချာချာအိပ်ပျော်နေခဲ့တယ်။အဲ့ဒီအချိန်ဟဲ့လို့ထပါအောင်ပြ။အဲ့ဒီတန်းကြောင့်ငောက်ခနဲထထိုင်ပြီးတော့ကြည်လိုက်ရ။ယောဂီဟာဝက်စုံဝက်ထားတဲ့လူ၃ယောက်ကသူ့ဘေးမှာထိုင်နေတာကိုမြင်လိုက်ရတယ်။ဘာလဲပြ။မနဲ့အစောကြီးလာနှိုးရတယ်လို့။ခမရဥပိတ္တလား။ဟုတ်တယ်။ကျုပ်ကိုသိနေကြရလား။သိတယ်ပဲဆိုပါတော့ဗျာ။ ခင်ဗျားအခုလိုဘွားနဲ့နေရတာမငင်းငွေဘူးလားချူချူဆန်းဆန်းပြောလာတဲ့စကားကြောင့်ဥပေတေညက်ခုံးပင်ကကြီးလိုက်ပြီးတော့ကြောက်ကဒီလိုမနေလို့ဘလို့နေရမလဲခင်ဗျားသာတာမှာအခုလိုပေါ့ပြက်ပြက်နေရမယ့်သာတာမပါလာဘူးဗျလာဗျာကြောက်နောက်ကိုလိုက်ခဲ့တခါမှမသိမမြင်ဘူးတဲ့သူရဲ့စကားကိုဥပေတေလွန်ဆန်းနိုင်ခြင်းမရှိဘဲနဲ့အဲ့နေရာကနေစက္ကနဲကောက်ထိုင်က အနောက်ကနေလိုက်သွားခဲ့လိုက်တယ်ယောဂီဝတ်ထားတဲ့သူကဥပေတေကို တောင်ရင်မြင့်အထက်ပိုင်းကိုခေါ်ဆောင်သွားပြီးတော့ကျုံးပင်တွေအလေးကြာပေါက်နေတဲ့ကမ်းတစ်ဖက်ကိုအရောက်မှာတော့မြင့်လေကိုကြိလိုက်ပါဦးခမရပါမြင်ရလေဥပေတီလည်းအမြင်မသိလူရဲ့စကားကြောင့်မြင့်အလေကိုကြိလိုက်ရာရေရေတွင်တွင်စီးဆင်းနေတဲ့တောင်ရင်မြင့်အလေမှာကိုရောင်ကိုဝါပြ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 နဲ့လူတချို့စကားထိုင်ပြောနေတာကိုမြင်လိုက်ရတယ်ထူးဆန်းလိုက်တာဒီလူရကလှေရီဖောင်းနေမှာပါပဲနဲ့ရေလဲမှာထိုင်နေကြပါလားသူတို့ကလူရရောဟုတ်ပါမလား လူဆိုရင်ရေလဲမှာထိုင်လို့ရပါမလားအခုမြင်နေရတာနှစ်ချို့ကျွတ်တ်တုံးတွေကိုစောင့်ကြနေတဲ့အဆောင်လျှောက်တွေပဲကျွတ်တ်ဆိုတာဘာလဲဗျကြုတ်ပြတခါမှလည်းမကြားဖို့ပါဘူးဗျာအခုကြားဖို့ပဲမဟုတ်လားခမရဒီရက်ဒီသားနဲ့ပထန်းဆက်ပါတဲ့သူမို့ကျွတ်တ်ဆိုရဲကံမရတဲ့အကြောင်းကြားသိရတာကျွတ်တ်ကိုတီတော့ရောဘာလုပ်လို့ရမှာလဲတက်ရတာပေါ့ဗျာကျွတ်တ်ဆိုတာလောကီပညာအရာကြည့်မယ်ဆိုရင် ငွေနဝင်ကြိုက်တဲ့တစ်တမျိုးပဲစီးပွားရေးအရာရောတခြားသောပညာပိုင်းဆိုင်ရာကိစ္စတွေမှာကျုံးနဲ့ကိုအသုံးချလို့ရတယ်ခမရအကျုပ်ကိုကျုံးနဲ့ကိုရှာစီခြင်းနေရလားကျုပ်တဘောဆိုတာထက်ခမရရဲ့အတိတ်ဘဝကတော်ဆက်ခဲ့ဖို့တဲ့သူရိချောင်းလို့ဆိုရမှာပဲဟောဒီတောင်ရင်မြတ်တောင်မှာလူမသိသူမသိနင်းမြုပ်နေတဲ့ကျုံးနဲ့တွေအများကြီးရှိနေတယ်ခမရအနေနဲ့ကျုပ်ပြောတာအောင်မယုံရင်တဖန်းပင်စိတ်အောက်ကိုတွားကြည့်လိုက်ထူချတာပြီးကြုံရလိမ့်မယ် ရှောဂီဝဲလူရဲ့စကားကြောင့်ဥပေတီလည်းရှုံတဝက်မရှုံတဝက်နဲ့ကောင်းကြီးပြလိုက်ပြီးတော့ဒါဆိုလဲစမ်းကြည့်တာပေါ့မဟုတ်လို့တော့ခမရုံနဲ့ကြုံနေတွေ့ပြီအဲ့လိုပြောကညင်းအလေကိုကြည့်လိုက်တဲ့အချိန်စုဖွဲ့စကားပြောနေကြတဲ့သူတွေကချက်ချင်းဆိုသလိုမြက်ထဲကိုတိုင်ပင်ထိုးချပြီးတော့ပြောက်ွယ်သွားခဲ့ကြတယ်ဥပေတီလည်းတခါမှမကြုံဘူးတဲ့ဖြစ်ရကြောင့်စိတ်ထဲမှာမတင်မကြဖြစ်ပြီးတော့မနက်မိုးလင်းလာနဲ့တပန်းပေစိတ်ကိုသွားကား ကျွန်းနဲ့ရှာဖွေတဲ့အလောက်ကိုစတင်လောက်ကင်ခဲ့ပါရည်။ဥပေတရာငယ်စဉ်ကလေးကတန်လွင်မြကန်းတစ်ပေးမှာကြီးပြင်းခဲ့တဲ့သူမဟုတ်ရှင်ငုံချင်းရဲ့တတ်ပညာမှာတခြားသူတွေထက်ပိုမိုကျွမ်းကျင်ခဲ့တာသူ့အတွက်အရေးကြီးဆုံးသောအရာဖြစ်ခဲ့တယ်။ဥပေတီလည်းကော်ဖီအောင်တန်းနေတဲ့မြစ်ပြောင်မှာစံတဝါဝါကူးခတ်ရင်းနဲ့ဟိုဟိုတီတီလိုက်ဆန်းကြည့်လိုက်ရာဝါရပြန်စာရှိအောက်ကိုအရောက်မှာတော့နားထဲမှာလူတယောက်စကားပြောတဲ့လူလူအတန်တွေစတင်ကြားလာခဲ့ရတယ်။အစာပိုင်းမှာတော့ စိတ်ထင်တာဖြစ်မှာပါလို့တွေးပြီးကူးခတ်နေပြီမဲ့အတန်းအပုံမပြတ်သားလာတာကြောင့်အာယုံဆိုင်ပြီးတော့နားထောင်လိုက်ရအောက်ကိုဆက်ငောက်သွားမာကျော်ကျော်အရာတခုတွေ့ရင်ရအောင်ဆက်ယူလာခဲ့အဲ့ဒီအတန်းကိုကြားလိုက်ရတယ်ရေအောက်ထဲမှာမဟုတ်ဥပေတီတယောက်ကြောက်စိတ်တွေဖြန်းကနေပေါ်ပေါက်လာပြီမဲ့စိတ်ကိုတင်ပြီးတော့အောက်ကိုဆက်ငောက်သွားရရှေအောက်ကျမ်းပြင်းနဲ့ထိလူထိခင်အချိန်မှာတက်သားလိုလိုကြောက်လိုလိုမာကျော်ကျော်အရာတခုကိုစမ်းမိလိုက်တာကြောင့်ရှေးသမ ्या ခွန်အားနဲ့ဆွဲယူလိုက်ရ အရိအရှာဟာရှုံတော်တဲ့ရနေလက်ထဲကိုဆွေကနေပါလာခဲ့တယ်။ဥပေတေလည်းပါလာတဲ့အရှာကိုမြဲအောင်ဆုပ်ကိုင်ပြီးတော့ရေပေါ်ကိုပြန်တက်လာခဲ့ရာမြပြင်ပေါ်ခေါင်းရှောင်းမှာတော့သူ့ကိုလက်ပိုက်ရက်ချနေတဲ့ယောဂီဝဲလူသုံးယောက်ကိုဥစွာမြင်တွေ့လိုက်ရတယ်။ဟဲ့လူတွေကြောက်ကိုဆွဲတင်မအောင်ပြ။ဥပေတေစကားကြောင့်ယောဂီဝဲထားတဲ့လူနှစ်ယောက်ကမြေကန်းတစ်ပေးကနေဆွဲတင်လိုက်ပြီးတော့ကျောက်တို့ပြောတာကိုယုံမိမဟုတ်လား။ခမည်းတော်ပြောတဲ့အရှာကဒါလား။ဥပေတေက လက်ထဲဆောက်ကင်လာတဲ့တရောင်တသားတစ်တုံးကိုမြောက်ပြပြီးတော့ပြောလိုက်ရစပင်းဘေးတစောင်းထုံထားတဲ့သူကစက်ခနဲယူလိုက်ပြီးတော့ဒါအရေးမြုပ်ကျွတ်နဲ့ပဲလာဗျာကျွတ်နဲ့ရဲ့ထူးခြားစွမ်းရည်လေးကိုကြောက်ပြမယ်ဥပေတေလဲဆူရွှဲနေတဲ့ခန္ဓာကိုယ်အရှေရီကိုလက်နဲ့ညှစ်ချလိုက်ပြီးတော့ယောဂီဝဲလူသုံးယောက်ခေါ်ဆောင်တဲ့နောက်ကိုလိုက်တွားခဲ့လိုက်ပါတယ်တဖန်ပင်ဆက်ရဲ့ဘေးကလေးကမှာတော့ငါးဖန်းလုပ်ငန်းလုပ်ကင်ကြတဲ့လူနေရက်ွက်တစ်ခုရှိပြီးလူနေရက်ွက်ရဲ့ဘေးမှာတော့ တောင်ထုံးနေတဲ့မြေပြင်တစ်ခုရှိနေခဲ့ပါရဲ့။ယောဂီဝဲလူကတောင်ပြင်ကိုရောက်တော့လက်ထဲကင်ထားတဲ့ကျွမ်းနတ်တောင်းကိုချလိုက်ပြီးမောင်ကောင်သူ့မျက်လုံးကိုဒိဖဆက်ကုအင်ကိုကတ်ပေးလိုက်။အဲ့လိုပြောလိုက်ရာဘေးမှာပါလာတဲ့သူကလွယ်ရည်ထဲကနေအင်းတစ်ချက်ကိုထုတ်ယူပြီးတော့ဥပိတရဲ့မျက်လုံးကိုဆွဲပေါလိုက်တယ်။ဥပိတလည်းမျက်လုံးကိုဖိပေါလိုက်တဲ့အချိန်ကျအမြင်အာယုံတွေပြာကနေဖြစ်သွားပြီးတော့မျက်ခုံတွေကိုဖွင့်ကြည့်လိုက်ရာသူရှူလာတဲ့ကျွမ်းနတ်တုံးပေါ်မှာရှစ်ပက်နေတဲ့ မဲမဲပြောင်ပြောင်မွေဟောက်တကောင်ကိုမြင်လိုက်ရတယ်။မြတ်စွာဘုရားနဲတဲ့ကောင်ကြီးမဟုတ်ပါလား။ပပြင်းတကားကအဆွဲတဖွေးဖွေးနဲ့မွေဟောက်ကြီးကကျွန်းတဲ့တုံးပေါ်မှာခွေရင်းနဲ့ဥပေတေကိုစိုက်ချနေခဲ့ပါတယ်။အရန်လည်းမကြောက်ပါနဲ့ဗျာ။သူကခမည်းကိုရှံပြုတ်မဲ့သူမဟုတ်ပါဘူး။ဒီဒီမွေကဘလို့လောက်ပြီးတော့ကျွန်းတဲ့တုံးပေါ်ရောက်နေရတာလဲ။သူကအစတည်းကဒီတဲ့တုံးပေါ်မှာနေရလေ။ခမည်းအနေနဲ့ဒိဗာစက်ခုအင်းကြောင့်အခုမှမြင်လိုက်ရတာ။ ဖះဖះလောကမှာဒီလိုအရာတွေလည်းရှိနေသေးပါလားသိရှိတာပေါ့ဗျာဒီထက်ပိုပြီးတော့စမ်းချက်တဲ့အရာတွေလည်းအများကြီးရှိသေးတယ်ယောဂီဝဲလူကစကားဆုံးတာနဲ့ပပြင်းတကားကဖြစ်နေတဲ့မွေဟောက်ရဲ့ခေါင်းကိုလက်နဲ့တတ်လိုက်ရမဲနဲ့တောက်ပြောင်နေတဲ့မွေဟောက်တွေကနေအသက်20အရွယ်ခန့်ရှိတဲ့ယောက်ျားတစ်ယောက်အတွင်ကိုပြောင်းလဲသွားတာကိုမြင်လိုက်ရတယ်ယောဂီဝဲလူကယောက်ျားအတွင်ပြောင်းသွားတဲ့သူကိုစစ်စစ်ကြည့်ပြီးတော့မောင်နာကဒီလူကတင်းတို့စောင့်ရှောက်နေတဲ့ ကျောင်းတ်တွေကိုပြန်လဲဖော်ယူပေးမယ်သူပဲ။တို့ကြောင့်မင်းတို့ဘဝကြောင်းလဲကြလိမ့်မယ်။ပြေဆောင်ကောင်းမွန်တဲ့ဘဝအသစ်တွေကိုရောက်ကြရလိမ့်မယ်။ဒါကြောင့်ခူအားစပြီးတော့သူ့ကိုကူညီပေးကြပါ။အဲဒီလိုပြောလိုက်ရအစိမ်းရောက်ပိုးသားအင်ဂျင်ဝစ်ဆင်ထားတဲ့သူကခေါင်းကြီးပြပြီးတော့ဆရာကိုရိုင်းကပြောမှတော့ကျုပ်တို့မယုံကြည်စရာမရှိတော့ပါဘူး။သူ့အနေနဲ့စောင့်ထရမယ့်အရာတွေကိုစောင့်ထင်းပြီးဂရီမပြတ်ဘူးဆိုရင်ကျုပ်တို့ဘက်ကကူညီဖို့အတွက်အသင့်ပါပဲ။ကဲ ကြားရနော်ဥပေတီရှေးရှောက်ဒီပုဂ္ဂိုလ်ဟာတင့်ကိုကူညီပေးလိမ့်မယ်တင့်အနေနဲ့ရလာတဲ့အကျိုးအမြတ်ထရား၄ပုံ၂ပုံကိုတို့တို့အတွက်ကောင်းမှုကုသိုလ်ပြုပေးပါအကျိုးအမြတ်ရရင်တော့ပြောတဲ့အတိုင်းကျောက်လုံနိုင်ပါတယ်ဒါနဲ့ခမည်းတော်ဒီမှာနေကြတာမဟုတ်ဘူးလားကျောက်တော့ခြေဦးတက်ရသွားနေတဲ့သူတွေမို့အရက်ဒေတာတခုထဲမှာအချိန်ကြာရင်မနေဖြစ်ကြဘူးအခုလဲတောင်ရင်မြဆောက်ဖို့အကူကြီးတောင်းလို့တင့်ကိုလာပြီးတော့လမ်းပြပေးတာတင်လဲတနေ့ကြရင် တင့်နေရာအစားထိုးမဲ့သူကြောက်တို့လိုပဲလမ်းပြပေးပါရှော့ကီဝဲလူကဥပေတေကိုပြောင်းရွှင်တဲ့မျက်နှာထားနဲ့ပြောပြီးတော့လက်ကိုဝှေ့ရမ်းလိုက်ရရှေ့မှာရပ်နေတဲ့လူငယ်ကဖြတ်ခနဲ့ပြောက်ွယ်သွားခဲ့ပါရဲ့အဲဒီတော့မှဥပေတေလဲသူ့ရှေ့မှာရှိတဲ့သူတွေကတာမန်ပုံကိုယ်တွေမဟုတ်မဲနားလေသွားပြီးတော့ကျောက်ဘက်ကစကားပြောတာရှင်းသိခဲ့ရင်တောင်းပန်ပါရဲ့ရပါရဲ့ဗျာကျောက်တို့နားလည်နိုင်ပါရဲ့ဒါနဲ့လေတရားပုံကိုယ်ရဲ့နာမည်လေးများသိခွင့်ရှိမလား ကျောင်းနံမရအောင်မြတ်သားလို့ခေါ်တယ်။သူတို့ကတော့မောင်ကောင်းနဲ့ခွန်းလာပါ။ဆရာတို့နံမည်ကိုကျုပ်မှတ်သားထားပါမယ်။တကယ်လို့ဒီရက်ဒီသားကိုပြန်ရောက်လာရင်ကျုပ်စီကိုဆက်ဆက်လာခဲ့ပါဗျာ။ကံမကဝင်တော့ပြန်ဆောင်ကောင်းဆောင်နိုင်ကြမှာပါ။ကျုပ်တို့ခွင့်ပြုပါအောင်ဗျ။အော်ဒါနဲ့ဒီကျောင်းနံတုံးကိုခရုတဆိုင်နဲ့တင်ထားအောင်နော်။သူကခမည်းဘဝရဲ့အရေးပါဆုံးပစ္စည်းတစ်ခုပဲ။စိတ်ချပါဗျာ။ကျုပ်သေးချထိမ့်သိမ့်ထားပါမယ်။အောင်မြတ်သားတို့လည်း ဥပိတ္တရဲ့စကားကြောင့်ပြုံးလိုက်ပြီးတော့တွက်လက်တဲ့ခြေလှမ်းတွေနဲ့တောင်ရှင်မြေကန်ပေးရနေထွက်လာခဲ့ပါ रे ဒါဆိုရင်အဲ့ဒီတည်းကသူတို့နဲ့မတွေ့ရတော့ဘူးပေါ့အပြင်မှာတော့မတွေ့ရပေမဲ့အိမ်မက်ထဲမှာတော့မကြာခဏဆိုသလိုတွေ့ရတတ်တယ်သူတို့ကြောင့်ပဲမင်းနဲ့ဆုံခဲ့ရလीဘလို့ကျွန်တော်နားမရှင်းလို့ပြန်ပြောပါအောင်ခေမောင်စကားကြောင့်ဥပိတ္တရကွန်းတရားကိုပတ်သက်ထိုးထည့်လိုက်ပြီးတော့လွန်ခဲ့တဲ့တစ်ပတ်လောက်ကအိမ်မက်ထဲကိုငါးဆရာရောက်လာတယ် အချုပ်ထဲမှာငါနဲ့တူတဲ့လူတယောက်နဲ့တွေ့ရလိမ့်မယ်တဲ့။ဒါကြောင့်ငါလည်းအချုပ်ထဲရအောင်လို့ကြံရတာပေါ့။ဟာဗျာ။ကျောက်ကြောင်ဥပ္ပေတီအချုပ်ထဲကိုရောက်ခဲ့တာပေါ့။နှစ်ရက်လောက်ကတော့ငါ့အတွက်ဘာမှမဖြစ်ပါဘူးကွာ။ဒါနဲ့လေဥပ္ပေတီအနေနဲ့ကျောင်းနဲ့တွေကိုဘလို့ဆက်ရှာခဲ့လဲဆိုတာဘ ਹੁ တုတ္တအနေနဲ့ပြောပြပါလား။ငါဒီအလောက်ကိုဆက်လုပ်နိုင်ခဲ့တာပထမဆုံးတွေ့ခဲ့တဲ့ကျောင်းနဲ့တုံးကြောင့်ပဲကွာ။အဲ့ဒီအချိန်ကအိမ်ပိုင်မရှိ စားစရာမရှိခဲ့တာကြောင့်ရလာတဲ့ကျွန်းတက်တုံးကိုပဆိုးဟောင်းနဲ့ပတ်ပြီးတော့တွားလျာတဲသွားခဲ့တာတရက်မှာတော့ငါအိတ်နေတဲ့အချိန်ကျွန်းတက်တုံးလေးကနေအင်းကြီးအစင်ရဝက်ထားတဲ့သူထွက်လာပြီးတော့တရက်ပင်စိတ်အောက်ဘက်မှာကျွန်းတက်ရှာဖို့အတွက်ပြောလာတယ်ငါလည်းအိမ်မက်ကနိုးလာတော့သူပြောတဲ့အတိုင်းလှုပ်ဖို့အတွက်တရက်ပင်စိတ်ကိုထွက်လာခဲ့တာပေါ့ကွာတရက်ပင်စိတ်ဆိုတာအခုရိုးရရဘက်ကိုသွားတဲ့တရက်ပင်လှေစိတ်ကိုပြောတာလားဟုတ်တယ်ကွာ အဲ့ဒီတော့အခုလိုလှေတွေမများသေးတော့တရက်ပင်စိတ်ကကလေးတွေရှိကူးတဲ့နေရာလောက်ပဲရှိနေသေးတယ်။ငါလည်းသူပြောတဲ့အတိုင်းရှိတဲ့စင်ငုတ်တော့အရှိနှစ်ပေလုံးပတ်တစ်ပေလောက်ရှိတဲ့ကျွန်းနဲ့တုံးတုံးကိုရှာတွေ့ခဲ့တယ်လေ။ကျွန်းနဲ့တုံးတွေ့တော့ခါမချိတ်ထားတဲ့ကျိုးနဲ့ချီပြီးကုန်းပေါ်ကိုဆဲတင်ရတာပေါ့။အပေါ်ရောက်တော့ငါလည်းဆန်ဘလော့တစ်စီးငှားပြီးတော့လက်တလောနေတဲ့ဖုန်ချီချောင်းထဲကဇက်ရက်ထဲကိုတဲလာခဲ့လိုက်တယ်။အဲ့ဒီကျွန်းနဲ့တုံးကရောဘလို့အစွမ်းနေရှိလဲဗျ။ ာလဲအဲ့ဒီအချိန်ကျွန်းတ်ကိုဘာလို့အမှန်မသိဖြစ်နေကြတာအဲ့ဒီညမှာပဲအိမ်မက်ထဲကိုယောက်ျားတစ်ယောက်မိန်းမတစ်ယောက်ရောက်လာပြီးတော့ကျွန်းတ်တော်ကိုငကယ်ယုံဖျားထုတ်ပြီးတော့အတိတ်ထံအောင်ဖျားမှလှုပ်ဖို့အတွက်အိမ်မက်လာပေးခဲ့တယ်ဥပေတရာပပုထုတက်လို့လားဘယ်ရတာထုတက်ရမှာလဲပထန်းဆန်ဆိုတာသူအဆက်နဲ့သူလာတယ်ဆိုတာအဲ့ဒီမှာငါယုံတာအိမ်မက်မက်ပြီးတဲ့နေ့မှာပဲဖုန်ကြီးကျောင်းထဲကိုပပုလုပ်ငန်းနဲ့အတက်မွေးဝမ်းကျောင်းလုပ်တဲ့မိသားစုတစုရောက်လာခဲ့တယ် သူတို့ကလည်းဒီအရက်ဒေတာကိုမြေဆန်းခရံပြူပြောင်းလာတဲ့သူတွေပဲလေဖုန်းကြီးကလည်းသူတို့ကိုငါနေတဲ့ဇယက်မှာနေရာပေးရအောင်ဘဘူသမားတွေမှတိခဲ့တာဥပိတ္တရာအစင်တက်လိုက်တာဗျာဒီလိုပဲပြောရမှာပေါ့အတူဆုံးပြောရရင်တော့သူတို့အကူညီနဲ့ငါလက်ငကယုံဖျားတဆူရခဲ့တယ်ဆိုပါတော့ငါလက်ဖျားရတာနဲ့အိမ်မက်ထရအတိုင်းအတိတ်ထံအောင်ဖျားသွားလူပေးခဲ့တာပေါ့ဖြစ်ချင်တော့ငါသွားတဲ့နေ့မှာ ဖျားပြေးရကွင်းပြင်မှာနှက်ကနာပေးနေရတဲ့ကြုံတာပဲ။စိုင်းတန်ပုံတန်တွေလဲကြားရော။ငါးခြေောက်တရားဆက်သွားလို့မရှားတော့ဘဲနဲ့လက်ထဲပင့်လာတဲ့ဖျားကတဖြည်းဖြည်းနဲ့လေးလံလာခဲ့တယ်။ငါလည်းဘာလို့လို့လောက်ရမယ်မသိဖြစ်နေတဲ့အချိန်နှက်ကနာပွဲမှာဝင်ပူးနေတဲ့ညဆန်တီမင်းသမီးကငါရှိတဲ့ဘက်ကိုလက်ညှိုးထိုးပြီးကျောင်းနမုတ်ဆိုးလာပြီးသူ့ကိုတီခေါ်လာခဲ့လို့ပြောတော်တာပဲ။ကျောင်းနမုတ်ဆိုးဆိုတဲ့နာမည်ကအရိယာနေစားရခဲ့တာပေါ့။ဟုတ်ပါကွာ။ ငါလည်းတခါမှမကြုံဘူးတော့လူအုပ်ထဲကိုမဝင်ရဲဘူးအဲ့ဒီမှာမိမတယောက်ကလူအုပ်ထဲကနေဘိုင်းကနေပြက်လဲကြပြီးတော့ငါစီကိုနဂါးတကောင်လိုလူလှိန်ရင်လာခဲ့တယ်။သူကငါရှိလဲရောက်ရောနဂယုံဖျားကိုဥကောင်းပေါ်ရွက်ပြီးမြေကြီးပေါ်မှာလှိန်နေတာကွထိုးဆန်းတာကလူကမြေကြီးပေါ်လှိန်နေပြီမဲ့ခေါင်းပေါ်တင်ထားတဲ့ဖျားကအောက်ကိုကြာမသွားတာပဲ။ဒါမျိုးတွေကမယုံလို့လည်းမရှားပြတခြားသူတော့မသိဘူးကြောက်ကတော့ယုံနေ။အေးအဲ့ဒီနေရာဆပြီးတော့ ငါနာမည်လဲကျောင်းနှမုတ်ဆိုဖြစ်သွားတော့တာပဲနောက်ထပ်ကျောင်းနှတွေရှာတော့ရောထူးဆန်းတာတွေမကြုံရအောင်လားဘယ်ပြောကောင်းမလဲကြုံရတာပေါ့ကွာကမာမောင်းဘက်မှာကျောင်းနှငုတ်တုံးကလူကြီးပေါင်လုံးလောက်ရှိတဲ့မွေနကားတကောင်ကကျောင်းနှတုံးကိုရစ်ပတ်ပြီးတော့နေနေတာကွာဘလို့လောက်လို့မဖယ်ဘူးနောက်ဆုံးမြိုင်ချင်းကိုဆရာတော်ဘုရားကိုယ်တိုင်ကြွလာပြီးတော့မြတ်တာရက်ခံတော်မှာနေရာဖယ်ပေးခဲ့တာဒါဆိုရင်ကျောင်းနှတွေကနကားဆောင်တဲ့တစ်လို့လဲပြောလို့ရတာပေါ့နော် အဆောင်ရှောက်ကတော့အများကြီးရှိတယ်ခင်မောင်ရလာမင်းကပြမယ်ဥပေတရာခင်မောင်လက်ကိုဆွဲကဖရာကန်းကိုခေါ်သွားပြီးတော့နဂါကိုးကောင်ရုံဖရာကိုလက်ညှိုးထိုးပြကမဲခုဖုံးမြင်ရတဲ့နဂါကိုးကောင်ရုံဖရာအတော်ထူးဆန်းနေကွဒီဖရာကိုဖန်အံဘက်ကဆရာတော်တပါးမှားထားတာငါလဲကျွန်းနဲ့ထရာအကောင်းဆုံးအသားကိုရွှေ့ပြီးတော့ဘဘူသမားတွေနဲ့ထုတ်ခိုင်းခဲ့တာပေါ့ဘဘူသမားတွေပြောတာကတော့ထုတ်နေတဲ့အချိန်ဆိုရင်မွေတွန်တန်းတွေ နာမုတ်တန်တွေကြားရတယ်တဲ့ဖះလဲပြီးရောငါလဲမှားတဲ့စီကိုပို့လိုက်တာပို့ပြီးလို့တပတ်လောက်ကြာတော့ဆရာတော်ကိုယ်တိုင်ငါ့စီရောက်လာပြီးဒီဖះကငါနဲ့မအပ်ဆက်ဘူးမင်းစီမှာပဲအပူစော်ခံရမယ်လို့မိန့်ခဲ့တယ်ဘလို့ဖြစ်လို့လဲဗျဆရာတော်ပြောတာကတော့ညဘက်တွေဆိုရင်လူကိုယောက်ကဂရင်ဘေးကိုလာပြီးတော့ဒီနေရာမှာသူတို့မနေလို့ကြောင်းနဲ့ငါ့စီကိုပြန်ပို့ပေးဖို့အတွက်ထထလဲလဲရှောက်တယ်လို့ပြောတယ်ကွာဒါကြောင့်ဆရာတော်လဲငါ့စီကိုလာပြန်ပို့သွားတာပဲ ဥပေတေကြောင့်နားထောင်ရတာလေစက်သိန်းတော်ထရပြာဒီလိုမျိုးတွေကြုံရတော့ငါလည်းပောက်ကြရမလုံရဲတော့ဘူးလေဥပေတေကြုံတစ်ခုမယုံမဲကြကျွန်းနဲ့တွေကိုဥပေတေအပြင်တခြားသူတွေရောမရှာကြဘူးလားရှာကြတာပေါ့ခင်မောင်ရအခုကကျွန်းနဲ့စရာလဲကောင်းတော့ရှာတဲ့သူတွေပုံများလာကြတယ်ငါကတော့အိမ်မက်ရမှာပဲရှာတာအခုငါလည်းအသက်ကြီးပြီဆိုတော့ငါနေရာမှာဆက်ခံဖို့အတွက်လူတယောက်ကလိုနေပြီလေဒါကြောင့်မင်းကိုခေါ်လာခဲ့တာ ျောက်ကဘာမှမတတ်တဲ့ဇလေးပီးကောင်းပါဗျာဥပိတ်တရေခြေပြောက်တာမမီလောက်ပါဘူးငါ့မြင်တော့မင်းမလည်းတိမ်မြုပ်နေတဲ့အရာတွေရှေ့ကောင်းရှိလိမ့်မယ်ငါ့ဆရာအကြောင်းမရှိဘဲနဲ့မင်းကိုရှာခိုင်းမှမဟုတ်ဘူးကွာဒါပေမဲ့မင်းအနေနဲ့ငါ့စီမှာနေပြီးဘဝတိုးတက်ရာတိုးတက်ချောင်းကိုရှာမလားအရင်ဘဝကိုပြန်သွားမလားဆိုတော့မင်းပဲဆုံးဖြတ်ရလိမ့်မယ်အရှင်ဘွားတော့ပြန်မသွားချင်ပါဘူးဗျာဥပိ္ပတေခေါ်ရင်တော့ကြောက်နေမှာပေါ့ဒါဆိုရင် မင်းဘက်ကနေမယ်ဆိုတာသိကြပြီနော်သိကြပါရဲ့ဗျာဥပိတ်တေးခိုင်းသမျှကြောက်လောက်ပါမယ်အခုတော့မင်းကိုဘာမှမခိုင်းသေးဘူးမကြခင်အချိန်မှာတော့မင်းရောငါရောလှုပ်ဆောင်ရမယ့်ကိစ္စတခုပေါ်လာလိမ့်မယ်ဒီကိစ္စကိုတော့ငါဆရာကိုယ်တိုင်စီမံမယ်ထင်တယ်ကွာဒါဖြစ်ချုပ်ကဥပိတ်တေးရဲ့ဆရာဖြစ်သူ မြင်ဘူးရတော့မှာပေါ့နော်မင်းအခုလိုတောက်စားမူးရှုံးနေရင်တော့မြင်ရနိုင်မယ်မထင်ဘူးကွာကြောက်ထိမ့်မယ်ဗျာမတော့ရလေနေနိုင်အောင်လို့စူးစမ်းကြည့်မယ် ကောင်းပြီလေမင်းရဲ့လုံနိုင်စွမ်းကိုစောင့်ကြည့်ရသေးရပေါ့ဥပေတရာခင်မအောင်အကဲခက်ကလှမ်းပြောလိုက်ပြီးတော့ဖရာကျောင်းဆောင်ဘက်ကိုထထွားကကျောင်းနဲ့စင်တူရီကိုအဝိနဲ့ပုတ်နေခဲ့လိုက်တယ်ဥပေတင်နဲ့ခင်မောင်တို့နှစ်ယောက်ကို အောင်မြတ်သာဘာကြောင့်ဆူဆီးခိုင်းခဲ့ရလဲသူတို့နှစ်ယောက်နဲ့ဘလို့ကိစ္စတွေလှုပ်ဖို့ရှိမလဲဆိုတာတော့အောင်မြတ်သာနဲ့နတ်ဖွဲ့ကျောင်းနဲ့တုံးဆိုတဲ့ဇလန်းလေးမှာပြိဋ္ဌာန်ကြီးအားစောင့်မျှော်နားဆင်ပြပါအောင်နော် ဟုတ်ကဲ့ပါပြည်သက်ကြီးရေအခုတင်ဆက်ပေးခဲ့တာကတော့စာရေးသူဇေနရှာမညာရှိသားရဲ့အောင်မြတ်တာအတွဲနှစ်အပိုင်း၃ခွန်ဖြစ်တဲ့အောင်မြတ်တာနှစ်ကျွမ်းနတ်မုတ်ဆိုးဆိုတဲ့ဇလန်းလေးကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ချက်တင်ပါလေတခြားစိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဇလန်းကောင်းလေးတွေကို တင်ဆက်ပေးသွားအောင်ပါဖြစ်လို့ပြည်သက်ကြီးကကျမတို့ရဲ့ channel လေးကို like and subscribe လေးလောက်ထားပြီးတော့အသေးအသေးတွေတင်နိုင်သိရှိစေဖို့အတွက်ဘေးနားက notification လေးကိုနှိပ်ထားပေးဖို့ကိုလည်းမမေ့ပါနဲ့နော်။ ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်